ဒီလက်တာတော့တွေ့မှာဆိုရင်ဗုဒ္ဓဖုရောက်တာသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့စိတ်ထဲမှာအရာရာကိုခยีထွက်ရှင်တဲ့စိတ်တွေဖြစ်ပေါ်နေတာမျိုးလက်ရှိနေရာအလုတ်ကနေမပြောတာမျိုးလေးတွေကြောင့်ယုံထွက်သွားခြင်းတဲ့စိတ်ခยีဝေးထွက်သွားခြင်းတဲ့စိတ်လက်ရှိရှိနေတဲ့နေရာနေပြီးတော့တနေရာရာကိုပြောင်းထွက်သွားခြင်းတဲ့စိတ်အဝေးကိုထွက်ပြေးခြင်းတဲ့စိတ်မျိုးတွေပေါ်နေတော့ကာလာအပ္ပတာဖြစ်ပါတယ်လက်ရှိရှိနေတဲ့နေရာမှာမပြောတာမျိုးခยีသွားခြင်းတဲ့စိတ်တွေတနေရာရာကိုဘယ်သွားရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားနေတာမျိုးကြီးဂျုံကတတ်တော့ကာလာ ကြုံနေသောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားတသမိတရားဒီလာတာအတော်ပြမှာဆိုရင်အဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ကြော်စောတတ်ပါတယ်ဆိုတာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်နှစ်ဆကြော်စောတတ်တယ်အဲလောကတဘာဝရဲ့နေရာမှာထုံးစံအတိုင်းပဲဆိုတာကိုလို့ရင်ပုံမှုပြီးတော့အပြစ်တင်ဝေဖန်တတ်သူပေါ်တတ်တဲ့အတွက်ကြောင့်မလို့တော့ဒီလာတာတို့မှာအဆိုးပင်ဖြစ်စေအကောင်းပင်ဖြစ်စေကြော်စောတတ်တော့ ဘောစောင့်ပါတယ်ထို့အတူဗိုလ်လူရောက်တာမျိုးရှိတွေကဒီကတာတော်တွေမှာလုပ်ငန်းကိစ္စအလုပ်ကိစ္စစိုင်းအမီပေးကိစ္စစိုင်းဘုတ်ကိစ္စအမှုပညာဆိုရှယ်မီဒီယာပကြီးပဘူးဗီဒီပီရတရုတ်ဆောင်ထင်ပေါ်ကြော်စုံမှုကိစ္စလေးတွေမှာတော့အဲရှစ်တူဆောင်ရွက်အသုံးချရင်ကောင်းမွန်အားသာပြီးတဲ့အခါအဲဆွမ်းလာလို့ပေါ့မဟုတ်တဲ့တည်င်းတွေကိုကိုငကူက ပြီးခဲ့ပြီးသားကိစ္စတွေသတင်းစိုးတွေသတင်းဟောင်းတွေတပုတ်လေလွင့်နေလဲပတ်ဝန်းကျင်မှာပြန်လဲပြောဆိုခံရတတ်တော့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်ကိစ္စတွေဒီလိုကြုံတွေ့လာရင်လဲဖြည့်ရှင်းနေတာမျိုးဟာကံရဲ့အားနည်းမှုကိုရရှိတတ်တယ်ရှင်းမနေပါနဲ့ရှင်းလေချုပ်လေဖြစ်တတ်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်ကိုယ်ကိုယ်တိုင်ဘာမှဂရုမစိုက်ပဲရှေ့လူဆောင်ရလုဆောင်ပါကံရဲ့အားသာခြင်းတွေရပါလိမ့်မယ်ကိစ္စပြဿနာဟာကြီးမုန်းခွန်ရကဲ့ရဲ့ခွန်ရဆိုတဲ့အတိုင်းပဲအချိန်တိုင်းရင်ပြီးသွားပါလိမ့်မယ် ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်ဒီလတ်တာတော်ဒီမှာဘုတ္တဖူရအောင်သားသမီးမိတ်ဆွေတွေကျမ်းမာရေးနဲ့ပတ်သက်လို့တော့စိုးစိုးဝါးဝါးဘာမှမရှိပါဘူးကျမ်းမာရေးဟာငွေချေးပေါ်မှာမူတည်နေပြီးငွေဝင်ရင်ကျမ်းမာရေးကောင်းပြီးငွေမဝင်ရင်ကျမ်းမာရေး မကောင်အသက်ရှင်ချက်တက်တော့လာဖြစ်တဲ့အတွက်တော့ဗိုလ်ဓဝီရောက်သမီးမိတ်ဆွေတို့ကိုအိမ်အောင်ဘတ်ကနော်သူတို့ရဲ့အိမ်အောင်ဘတ်ကတော့ငွေပေးလိုက်ပါချမ်းမာကြီးကောင်းတော့ပါလိမ့်မယ်ဆိုလိုတာကငွေကြီးနဲ့ပတ်သက်လို့ရှိရင်လည်းငွေကြီးဟာချမ်းမာကြီးနဲ့ပတ်သက်လာလို့ရှိရင်အထူးသဖြင့်အိမ်တွင်းရေးကိစ္စလေးတွေကြောက်အတွေးလွန်နေတာမျိုးညာအိမ်မပြောတာမျိုးလေးတွေနည်းနည်းလေးတော့ဟိုဟိုအိယာခတ်နေတာမျိုးလေးကြုံရတတ်တယ်သို့တော့စစူဝါမရှိပါဘူးဥကောင်းနဲ့ပတ်သက်ပြီးတွေးတိုးတာမျိုးတွေးတက်တာမျိုးလေးတွေအနှဲငယ်ဖြစ်တာလို့ရင်စစူဝါပါမှမဖြစ်နိုင်ပါဘူး ထို့ပြင်ဗုဒ္ဓဘုရားသာသမီမိတ်ဆွေတရားဒီလတာတော့ဒီမှာဆိုရင်ငွေကြီးနဲ့ပတ်တိုင်ရင်တော့ငွေမမြဲသောလဖြစ်တဲ့အတွက်မိမိလက်ထဲမှာငွေကြီးထားတာမျိုးထက်လက်ထဲမှာရှိနေတခုခုကိုတုံဆိုင်တွေ့ဝေမနေပဲနဲ့ယင်းဒီလှောက်ဆောင်တာမျိုးဝယ်ထားတာမျိုးကကောင်းပါတယ်မဟုတ်ရင်လက်ရှိမှာငွေကြီးနဲ့ကိုဟာအတူမနေသောလငွေနဲ့ပတ်သက်လာလို့ရှိရင်ငွေနဲ့ ဟိုပတ်စံနဲ့ကိုဟာအကျွေးစီအခေါင်းနဲ့ပန်းလို့ဖြစ်နေတက်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်ရင်တော့ဒီလာတာတော့ဒီမှာချိနေရင်လက်ထက်ထားတာတက်ဆရာကိုပြီးရင်ပြီးတာဆရာကိုမပြီးခြင်းမရှိရင်လည်းရင်းနှီးလှုပ်ဆောင်တာပုံမှုအားသာကောင်းမှာပါလိမ့်မယ်ငွေမမြဲတာအကုန်ကြများတာတော့အတိအကျပဲဖြစ်ပါတယ်ခင်ဗျာထို့ပြင်အလုတ်ကိုင်းနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်ပါရှိတို့ဆောင်ရွက်ပါလုပ်ငန်းကိစ္စအလုတ်ကိစ္စနဲ့ပတ်သက်ရင်လည်းကိုကိုယ်တိုင်ရှိတို့ဆောင်ရွက်ပါဘာကိုဖြစ်ဖြစ်စတင်လုပ်ဆောင်ရတဲ့အတွက်ကောင်းသောကာလကောင်းသော လာဖြစ်တယ်ခင်ဗျာတို့အပြင် OHMI ဝယ်တာမျိုးလေးတွေရှိလို့ဆောင်ရွက်လောက်ဆောင်မှာကောင်းပါတယ် OHMI ဆောက်ချင်းဝယ်ချင်းရှိလို့ဆောင်ရွက်ပါသမီးသားများအနေနဲ့ဆိုရင်လည်းအရှိေးမေတ္တာကြီးနဲ့ပတ်သက်လာတဲ့အခါရှစ်သူဘဝကိုရက်လို့အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းအဲလူချင်းမိဘတွေနဲ့စိတ်ဆက်တောင်းရန်ခြင်းအလူတာနာပြုခြင်းအထို့သူပဲမင်္ဂလာတွေဖြစ်တဲ့အလူပွဲရှင်ပြုပွဲအဆရှိတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့အတွက်ရည်စူးထားတယ်ဆိုရင်လည်းတိမ့်တိပေါ့ရရှိအောင်လှုပ်ဆောင်နိုင်သောကာလဖြစ်တယ်တို့အပြင်မြေကိစ္စတွေ ချစ်တို့ဆောင်ရွက်လို့ဆောင်မှာငကူကမပြီးမပြတ်ဖြစ်နေတော့အမှုကိစ္စတွေပြီးပြတ်မှုတွေရရှိစေတတ်ပါတယ်ခင်ဗျာမိမိရဲ့မိသားစုအတွင်းမှာအရှုံးအအောင်ဖြစ်နေတဲ့သူတွေ အရှုံးအောင်နဲ့ပတ်သက်ပြီးတော့ခံစားနေရတဲ့သူတွေပြန်ပြီးတော့လွတ်မြောက်လာတာမျိုးသတင်းကောင်းကြားရတတ်တော်လာဖြစ်ပါတယ်ခင်ဗျာထို့အပြင်ကိုပိုင်လုပ်ငန်းတွေစားသောက်ကုန်လုပ်ငန်းတွေစံစီစေစားဆက်ပစ္စည်းနဲ့ပတ်သက်တာတွေယင်နဲ့ပတ်သက်တာတွေရှေ့လူဆိုင်ကလှုပ်ဆောင်မှုကောင်းပါတယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာ passport ဗီဇာလုပ်ငန်းနဲ့ပတ်သက်လာရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့အပြင် မရှိလို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်ရှေ့တို့ဆောင်ရွက်ပါတို့ကြတွင်ကိုနဲ့မဆိုင်သောကိစ္စလေးဒီမှာတတိထားစီရင်ပေးပါကိုနဲ့မဆိုင်တဲ့ကိစ္စလေးဒီမှာကိုကစေတနာတွေဝေဒနာဖြစ်ရတာမျိုးလေးတွေအဲကြော်ဝတ်တတ်တယ်ပတ်စံနဲ့ပတ်သက်လို့ရှိရင်ရှိတာမျိုးငါတာမျိုးလေးတွေဆုံးတာတော့ဒီကြတဲ့ဆုံးမှုများဟပါတယ်ခင်ဗျာနော်ထို့အပြင်ဆွေမျိုးသားချင်းကိစ္စပတ်ဝန်းကျင်ကိစ္စလေးဒီမှာမကောင်းမြင်တာမျိုးမိမိပတ်ဝန်းကျင်မှာရှိတဲ့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့စိတ်တော့ကပြရတာမျိုးကိုကိုလိုက်ပြီးတော့တပုတ်လေလွင်ပြောခံရတာမျိုးလေးတွေကြောင်းတော့နည်းနည်းလေးစိတ် တ်အစ်စင်မပြေမှုတွေတွေကြုံရတတ်တော့လဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်ပြဿနာတွေကိုဖြည့်ရှင်းနေနေတာမျိုးထက်ကိုကိုယ်တိုင်ရည်ကြီးသောကိစ္စတွေကိုလှုပ်ဆောင်ပြောဆိုတာအာသာမှုကောင်းမှုတွေရရှိပြီးကိုယ့်အလုပ်ကိုချစ်တူဆိုင်ကလှုပ်ဆောင်ပါခင်ဗျာဒါဆိုကံကောင်းပါလိမ့်မယ်။သမီးအစည်းအဝေးအနေနဲ့လူငယ်များအနေနဲ့ရှစ်သူအစည်းအဝေးမရှိသူတွေအနေနဲ့အဲ အရှိအမတော့ကံနေပါလေချစ်သူကြီးစားချစ်ဖို့ထက်ငွေကုန်ကြီးကြများရတာမျိုးကြီးစားပူရတာမျိုးလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ပြီးတော့အကုန်ကြများတာမျိုးငွေမမြဲတာမျိုးအရှိအေးကိုဗန်းပြပြီးငွေယုံကြည်မှုတွေကိုဗန်းပြပြီးလိန်သွားတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့ချစ်သူဘက်အိမ်တော်ဘက်နဲ့ပတ်သက်လာချစ်သူသမီးကြီးစားများနဲ့ပတ်သက်လာရင်တော့လုံးဝလက်လွတ်စပယ်မယုံကြည်ဖို့နဲ့ အဲတတိထားဖို့လိုအကြောင်းထပ်လောင်းပြောကြပါရစေပလစ်ခံရတတ်တယ်ပလီခံရတတ်တယ်လို့ပြောတာเนาะအဲသို့တော့တမီးစားမြအနေနဲ့စိတ်ဆက်ခြင်းအိမ်အောင်ပြုခြင်းတော့တိုင်းမြန်ရရှိတို့ဆောင်ရလှုပ်ဆောင်ရအာတာတော့ကာလဖြစ်ပါတယ်ခင်ဗျာတို့အပြင်မိမိတို့အနေနဲ့လက်ရှိမှာဗဇက်ခဖရားလက်ခကာယဖြစ်နေတတ်တဲ့အတွက်တော့ဘာသာတရားပုံမူလုပ်ပြီးဖို့လိုအကြောင်းထပ်လောင်းပြောကြလိုက်ပါရစေအဋိဋ္ဌံဝင်ခြင်းရင်တော့မဟာတမယတုတ်ဆက်နေရတည်တည်အဋိဋ္ဌံဝင်မှာကံတက်ပြီးတော့ကံကောင်းစီမှာအတိအကျပဲဖြစ်တယ်ဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားတာသမီးတွေအနေနဲ့ ဒီလတာတော့ဒီမှာဖြစ်နိုင်ရင်အတိတ်ချန်လဲဝင်တင်ပါတယ်ခင်ဗျာနော်ရှေ့လာမဲ့ကာလာခုနှစ်မှာဆိုရင်လဲဗုဒ္ဓဘုရားဥဒသမီမိတ်ဆွေတွေကအစမှနည်းနည်းခက်ခဲတက်တဲ့အတွက်ကြောင့်မလို့တတိထားဆင်ကျင်ပြီးဖို့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာအိမ်ောင်ကြီးအိမ်ောင်ကြီးနဲ့ပတ်တိုင်တော့အဆက်အသွယ်မပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်သောလာဖြစ်တဲ့အပြင်ငကူကပျောက်သောသူတွေရှာလင်တွေ့နိုင်သောလာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲအိမ်ောင်ကြီးနဲ့ပတ်တိုင်ရင်တော့တဦးနဲ့တူတယောက်နဲ့တယောက်ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးပြန်လဲတွေ့ရတာမျိုးတွေကြုံသွားတတ်တယ်လို့မိတ်ဆွေတို့အိမ် နာကြီးနဲ့ပတ်သက်လို့တူးနဲ့တူးတယောက်နဲ့တယောက်ပြဿနာကတော့ကစားများလာပြီဆိုရင်တော့ငွေကြေးကြောင်တာလွဲရင်ကျန်တာဘာမှအဆင်မပြေနိုင်စရာမရှိဘူးချေတူအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်ကံကောင်းမှုတွေထက် အဲအေးချမ်းမှုတွေထက်ပျော်ရွှင်မှုတွေကိုများစွာရရှိဒုက္ခကိုတော့မခံစားရနိုင်ဘူးသို့တော့စိုးရိမ်မှုတွေတော့ပြည်ပြောက်သွားမယ်ကာလာရော့ကျသွားမယ်ကာလာဖြီချောင်းထလောင်းပြောကြလိုက်ပြရစီခင်ဗျာစက်ပစ္စည်းရှင်တွေဝင်လာတတ်ပါတယ်ရွှေတွေဝင်လာတတ်ပါတယ်စားတောက်ကုန်လုပ်ငန်းတွေစားစီစေးစားနဲ့ပတ်သက်တာတွေကိုယ်ပိုင်လုပ်ငန်းတွေဘာကိုဖြစ်ဖြစ်ရှေ့တူဆောင်ရလှုပ်ဆောင်မှာပညာရေးနဲ့ပတ်သက်လာရင်တော့ပညာရေးနဲ့ပတ်သက်လို့တိုးတက်နိုင်စရာဘာမှမတွေ့ရတဲ့အတွက်တော့တင်ယူလေ့လာနေတာမျိုးတက်တက်မြောက်ပြီးတော့ပညာကိုရှေ့တူဆောင်ရလှုပ်ဆောင်တာဟာပုံမှုပြီးတော့ကောင်းမွန်စီတော့လဖြစ်ချောင်းဆရာကထလောင်း ောင်းပြောလိုက်ပြရစီခင်ဗျ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟို အထူးသဖြင့်ဒီကာလအတော်တို့အတွင်းမှာဆိုလို့ရှိရင်မိမိရဲ့မိတ်ဆွေဟောင်းပေါင်းတင်ဟောင်းတွေနဲ့ပတ်သက်လို့စိတ်တော်ကပေးရတတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်အလောင်းကစားနဲ့ပတ်သက်တာမျိုးအပျော်ပါးနဲ့ပတ်သက်တာမျိုးလေးတွေမလုပ်ပါနဲ့အလောင်းကစားအပျော်ပါးနဲ့ပတ်သက်ပြီးတော့အဲနည်းနည်းလေးအားနည်းစီတော့လာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒါကိုတတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာအဆက်ဆက်အရာရာငကူကသာသမီမရရှိသူတွေသာသမီစုပန်တာမျိုးသာသမီရရှိဖို့တည်င်းကြရတာမျိုးလေးသာသမီနဲ့ပတ်သက်ပြီးတော့အိမ်မက်မက်တာမျိုးလေးတွေဖျ ရားစီတီတွေမှာတောင်းတာမျိုးသူရတတိမေရောနာမှာဖြစ်ဖြစ်လက်စမီမေရောနာဖြစ်ဖြစ်အဆက်ရှိတဲ့မေရောနာဖြစ်ဖြစ်ညောင်မင်ကြီးကြီးမှာဖြစ်ဖြစ်သာသမီစုပိုင်အေကန်ဒိဋ္ဌ တားယောက်ကြလေးရမယ်လာဖြစ်ပါတယ်တို့တို့မိတ်ဆွေတို့ဒီဘုဒ္ဓဘုရားသာသမီတွေကဒီလတာအတော်တွင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံကိုကောင်းမွန်စေရန်အတွက်ဆိုရင်တော့အဆက်ဆက်ရအောင်မြင်အစဉ်ပြေတိုးတက်စေရန်တို့ကဒီလတာအတော်တွင်မှာအကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့အင်္ဂါသာသမီတနင်္ဂနွေသာသမီတွေနဲ့တွဲဖက်လုပ်ပါအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါမျိုးတွေကြရင်အဲအရေးကြီးသောကိစ္စနော်ဟိုလုံခြုံမှုကိစ္စအေးချမ်းမှုကိစ္စတွေ ခီးသွားကိစ္စလေးဒီမှာအေးအေးချမ်းချမ်းနဲ့လုံလုံချုံချုံဖြစ်စီရန်အတွက်ဆိုစနေသားသမီးတို့စနေနေ့တို့မှာသွားတာမျိုးဟာကံကိုကောင်းမွန်တိုးတက်စီနိုင်တော့လာဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားဟူသားသမီးမိတ်ဆွေများအဖို့ဒီလာတာတော်အတွင်းမှာဆိုရင်အဋိဋ္ဌံတစ်ခုဝင်ပါဆရာတင်ပေးမဲ့ဥကောင်းစီချင်းမင်္ဂလာပြုလုပ်ရန်အတွက် အဲဟိုအတာစားတာပျောက်ရမ်းအတွက်လည်းဆရာတီးတန့်ဗီဒီယိုတစ်ပုတ်တင်ပေးပါမယ်ပျောက်ရှင်ရင်တော့စောင့်ကြည့်ပါဗျာနော်ကောင်းပြီဆိုတော့မိတ်ဆွေတို့ဒီလာတာတော့ဒီမှာအကျိုးပေးစီတော့အရာအနေနဲ့ဆိုရင်တော့အစိမ်းရောင်ဆင်ဆွယ်ရောင်အဝါရောင်တွေအကျိုးပေးပါတယ်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာခြွေကလေးဆောင်သွားတာမျိုးဖြစ်စီနော်ခြွေရောင်ဝတ်စားလေးဝတ်သွားတာမျိုးဖြစ်စီခြွေရောင်အစာလေးတစ်ခုခုကိုခြွေရောင်ကတ်တူစာရွက်လေးတစ်ခုခုကိုလက်ကနေကင်ပြီးတော့ပြောဆိုလှုပ်ဆောင်ရင်အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိ ်စီတော့လာဖြစ်ပါတယ်မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတို့အယောင်းထွက်စီမှုအတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေတော့ကိုချွေပန်းငွေပန်းလေးတွေနဲ့ရိုက်တာမျိုးချွေလာငွေလာပန်းလေးတွေနဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းရင်အယောင်းတို့အဝယ်တွက်ပြီးတော့အယောင်းဝယ်ကောင်းလာမှအသေးစားပဲဖြစ်တယ်ခင်ဗျာငွေကြီးနဲ့ပတ်သက်ရင်တော့ကို့အတွက်ကောင်းပါတယ်သူများအတွက်မကောင်းဘူးဆိုတဲ့အကြောင်းထပ်လောင်းပြောလိုက်ပါစီယာရုလုပ်ငန်းကိစ္စနိုင်ငံခြားခရီးသွားကိစ္စလေးတွေမှာချစ်တို့ဆောင်ကလှုပ်ဆောင်လို့ကောင်းပေမဲ့ပြည်တွင်းခရီးသွားကိစ္စလေးတွေပြည်တွင်း စနလို့ပေါ့ဟိုမိသားစုပြည်တွင်းနဲ့ပတ်သက်ပြီးတော့ timing ကိစ္စလေးတွေမှာတော့ခီးသွွားကိစ္စလေးတွေမှာအားနည်းစီတာအတိအကျပဲဖြစ်ပေမဲ့လို့ passport လုပ်ငန်း visa လုပ်ငန်းအနေနဲ့ပတ်သက်လို့အကျိုးပေးတယ်နိုင်ငံခြားတိုင်းတစ်ပါးလူမျိုးခြားဘာသာခြားအကူအညီထောက်ကူတွေရရှိတတ်တယ်လို့မိမိတို့အနေနဲ့เนาะမိမိရဲ့ဟိုစနလို့ပေါ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေဟိုစနလို့ပေါ့အဆင်ပြေအောင်အောင်မြင်အောင်တိုးတက်အောင်ဆိုလို့ရှိရင်မိစေတို့အနေနဲ့မိမိတို့ရဲ့ဟို ပဋ္ဌာန်းဇတ်တို့ပုဂ္ဂိုလ်ဇတ်တို့တိုက်ဆွဲတိုက်ဆွဲအဆရှိတဲ့ပုဂ္ဂိုလ်တွေနာမှာပဝါလေးတစ်ထည်လှူပြီးတော့တစ္ဆာလေးတံပြုတ်ပြီးတော့အကူညီထောက်ပံ့ကိုရရှိရင်တိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီမှာအတိအကျပဲဖြစ်တယ်ခင်ဗျာတို့အပြင်မိษွေတို့အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်ခွန်နှစ်ကဏ္ဍနှစ်ကဏ္ဍခြောက်ကဏ္ဍဟာမိษွေဘုဒ္ဓဘုရားဥဒသမီးတွေတော့ကံကိုတိုးတက်ကောင်းမွန်စီပြီးအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာအဲဗဇက်ကဖရာလက်ကကာယဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဖရာတရားပုံမူလုတ်ပြီးဖို့လဲဆရာကထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်အဆက်ဆက်ရရအောင်မြင်တိုးတက်စီရန်အတွက်ဆိုလို့ရှိရင်တော့ ော့မိတ်ဆွေတို့အနေနဲ့ပြုလုပ်ရမယ့် ရေရအနေနဲ့ဆိုရင်တော့မိမိရဲ့အိမ်ဖရားမှာမိမိရဲ့အိမ်ဖရားမှာမြတ်စွာဘုရားမှာเนาะဟိုဆွနာလို့ပေါ့ဟိုတတိလေးမျိုးတောက်ရည်လေးခွက်နဲ့ဆွနာလို့ပေါ့ဆရာတို့တတိရလေးမျိုးတောက်ရည်ကလေးခွက်နဲ့ပန်းလေးမျိုးကိုအဲတရက်မိမိရဲ့မွေးနေ့မနက်9:00နာရီမကျော်မီမှာအဲမြတ်စွာဘုရားကိုပူဇော်ပြီးတော့ခါကြတော့မိမိတို့ရဲ့ပဋ္ဌံပည့်ရွတ်ဖတ်အားထုတ်ခြင်းဖြင့်ပိတ်နေသောလက်တွေပွင့်လန်းပြီးအဆတ်ဆာရေရအစဉ်ပြီးအောင်မြင်တို့တက်လာမာတိကြပဲဖြစ်ပါတယ်ပြဒနာတွေတပုတ်လေးတွင်ပြောခံရတာမျိုးတွေကိုချက်ချင်းမရှင်းပါနဲ့ ရှင်းရင်ပုပ္ပကမှန်ရင် အမားတွေကိုတွန်းပို့သွားတတ်တဲ့သဘောလေးဖြစ်တဲ့အတွက်တော့သတိထားပါအမှုကိစ္စအမွေကိစ္စတွေပြပြအောင်ဆောင်ရွက်ဆန်းဆောင်နိုင်တော့လာဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပြရစီခင်ဗျအကျိုးပေးစီတော့အရာဟာတော့အရှိစူးစူးအရာ sorry အကျိုးပေးစီတော့အရက်ဟာတော့အရှိမြောက်တောင်ရက်ဖြစ်ပြီးစန်းဒီယာရက်ကတော့တောင်ဆူဆူရက်ဖြစ်ပါတယ်တတိတားဆင်နေရမယ့်ရက်ကတော့အရှိဆူဆူရက်ဖြစ်ပါတယ်ငွေကြီးကိစ္စတွေမှာလူယုံမလွယ်ပါနဲ့အလိန်ခံရတတ်ပါတယ်တူစင်းမိတတ်ပါတယ်ဆိုတဲ့အကြောင်းပြောရင်ဘောတခုရအောင်တာသမီမိတ်ဆွေတွေအားလုံးဒီလတာတော့တမအဆဆာရရအောင်မြင်တူတက်ကြပါစေလို့ဆရာကဆူတောင်းရင်းနဲ့လိုအပ်တာတွေကိုတော့1389မှာဗီဒီယိုမှာပဲကြည့်ပါလို့ဆရာပြောလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးပရိသတ်သမီးတွေ